ဗုဒ္ဓနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဇူလ6ရက်နေ့ရက်နေ့14ရက်တွင်အပြောင်းလဲတဲ့ဒုတက်မှုရှိမယ်ရေမှချက်စီအောင်မြင်မယ်ငွေကြေးကန်ကောင်းမယ်အပြောင်းလဲသစ်တွေမှာအိန္ဒိယလုပ်ငန်းတွေဆက်ဆက်တွေဝင်ချင်းအကုန်လုံးပြောင်းလဲမှုရှိသွားတခါမှမလုပ်ဘူးတဲ့အလုပ်လုပ်ရနိုင်မယ်ဆုံးဖြတ်ချက်တွေမှန်မယ်ရေမှချက်တွေအောင်မြင်မယ်ခက်ခဲအောင်ကြော်လာနိုင်မယ် ဥတီလိုက်တိုင်းအတိုက်ခံစီမဲ့မဖြစ်မနေလုံမှုကြောင့်ဆုံးမအောင်မြင်သွားမယ်ချက်ချင်းဆုံးပြတ်ပြီးရှေ့တိုးလုခဲ့တာကောင်းတယ်စဉ်းစားလေတွေးဝေးလေဖြစ်ပြီးတော့လမ်းကြောင်းတွေမှာလွဲသွားတာခွင်းကောင်းတွေလက်လုံးကျဖြစ်သွားတာမျိုးကြုံမယ်ချက်ချင်းဆုံးပြတ်ဆုံးပြတ်ချက်မှန်းကုန်မှန်ရမယ်ဒီကာလအတွင်းမှာရှေ့ရနေရတော့အရာရာဆင်ပြေသောနေထိုင်နေတွတ်တဲတဲကံတွေပေါ်ပြီးတော့လူရပြည့်စုံမယ်ကိုယ့်ရနေမှာ ရပိုင်ခွင့်နေပြန်ရခြင်းခက်ခဲများဖြေရှင်းနိုင်ခြင်းကိုကြောက်မယ်။ဆယ်ရည်နှစ်အရာရာဆင်ပြေသောနေ့တစ်ခုဖြစ်တဲ့လာပြည့်နေ့နေုံလာပြည့်နေ့အဲ့ဒီမှာပတောက်ပင်ဆိုင်ရတယ်။ခြံကျဲတဲ့သူတွေခြံတော်လေးခုမှာဆိုင်တာ။ဓမ္မသခိုးဘေးဥပ္ပါနေခင်းတယ်။နောက်အိအိုးနဲ့ဖြစ်စေမြေရင်ဖြစ်စေပတောက်ပင်တစ်ပင်ရှေ့မှာဆိုင်ရလေရ။ထူးခြားတဲ့ကံတွေဖွင့်တယ်မကောင်းတဲ့ဓာတ်တွေပျောက်တယ် နေုံလားပြင်းတဲ့ဗတော့ပင်ဆိုင်ရတယ်ထူကြတဲ့အစွမ်းရှိတယ်ဗတော့ပင်ဆိုင်တဲ့ရက်ဒီတနေ့လုံးမှာမှတည့်ရဖြစ်ရှိအဲ့ရက်မှာဆိုင်တယ်ထူကြတဲ့ကံကိုရှိတယ်နောက်လားပြင်းနေနေငါလေးနဲ့တိုက်ဆိုင်တယ်လက်ပွင့်ရန်ကောင်းစီတဲ့ရတရားစီရင်လုပ်လို့ရတယ်။ညနေ3:00နာရီမှာတော့ရမယ်။10:00နာရီကျွန်းတာစီးပင်တပင်ရဲ့ရှေ့တောင်ကန်ကစီးကန်ကိုဖြတ်စီးကန် ခဲတံလုံးသာသာလောက်ဆိုရင်ကိုရတယ်ရှင်းနမတရားဖြတ်အခောက်ခွာရွှေအောင်တော့လက်ပွင့်ကံပွင့်စီတဲ့အဆောင်ဖြစ်ဆိုင်တို့အလုံးညာတို့မှထားရောင်းရင်သာရှိထိတွေ့ပြီးအမြန်ထွက်စီတွင်စီဆိုရောင်းထွက်တယ်လက်ပွင့်ကံပွင့်စီတာစတည့်ရနေ့မှာတော့အင်းနေ့မှာပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်တပြိုင်တည်းတည်းတစ်ခုတည်းမကတဲ့လုံးတွေလုံးအောင်စတည့်ရနေ့လူယုံဒုက္ခပေးမယ်ပြီးမှလူရအဆင်ပြေမယ်စသောရနေ့ငွေချေးကလက်လာဘကစီဘကံကောင်းတယ် ဆယ်လေးရက်နေမှာရှင်ပြန်ပြီးလှုပ်တာတွေအောင်မြင်ပြီးဘဝတိုးတက်တဲ့ကံနဲ့အရာရာဆင်ပြေခြင်းအောင်မြင်ခြင်းရဲ့ကောင်းသောနှစ်သာရတွေကို ဖြစ်ပေါ်စေတဲ့ကံကြမ္မာကောင်းတဲ့တိုးတက်မှုကောင်းတွေကို ရရှိမှာဖြစ်တယ်။တနည်းလာရင်ကစနေမွေးသူတွေကောင်းကျိုးပေးတယ်။တောက်ကြနေ့တနည်းကတွေတွေမွေးသူများကြောင့်စိတ်အောင်ရှက်ဖြစ်တတ်တယ်။ရှစ်ခုကိုကနန်းနေကျိုးပေးပါတယ်။အနဲ့ရောင်ပြရင်ရောင်မိခောရောင် ဒီအောင်တွေကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါရှင်မကြောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကောင်းခြင်းကံတွေရဖို့အတွက်အနီရောင်ပန်းပွင့်ဖျားလူပြီးလောရဆူတောင်းပြပါဆူတောင်းပြပါလိမ့်မယ်ကျေးဇူးတင်ပါတယ်